အလုံးမဲမင်္ဂလာပါရှင် 4U Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မိုးလေဝသနဲ့ဇလဗီယာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အော်တိုဘာလ3ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်တွေကိုအသေးစိတ်တင်ပြပြီးသွားမှာဖြစ်ပါတယ်။ဒီကနေ့အော်တိုဘာလ3ရက်နေ့အတွက်ထူးခြားမိုးလေဝသတွေအနေနဲ့ဘင်္ဂလားပလင်အော်မှာဖြစ်ပေါ်နေတဲ့လိပ္ပယာနေရဝင်အကြောင်းနဲ့မိုးကြီးရေရှမ်းနိုင်ခြင်းများကိုအသေးစိတ်ဖော်ပြပြီးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ရှင်။ပထမဆုံးအနေနဲ့ ်ဘင်္ဂလားပြည်အော်မာဖြစ်ပေါ်နေတဲ့လိပယာနယ်ရုံအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ယနေ့မြန်မာစံတော်ချိန်9နိုင်ခွဲအချိန်တိုင်းထွားချက်များယဘင်္ဂလားပြည်ရောအနာလယ်ပိုင်းတွင်ဖြစ်ပေါ်နေသောလေပြင်းအားနေရဝင် low pressure area သည်ဆက်လက်တည်ရှိနေပါသည်။အဆိုပါလေပြင်းအားနေရဝင်သည်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးဘင်္ဂလားပြည်ရောအနာလယ်ပိုင်းတွင်ယင်းနှင့်ဆက်ဆက်လျက်ရှိသောဘင်္ဂလားပြည်ရောအနာမြောက်ပိုင်းတို့တွင်2ရက်10လ2025ရက်နေ့၌မုန်တိုင်းငယ်အဖြစ်သို့ ပုံမအားကောင်းလာနိုင်က၃ရက်ဆယ်လ2025ရက်နေ့တွင်အိန္ဒိယနိုင်ငံအော်ရိဒပြည်နယ်တောင်ပိုင်းအင်တာပရာဒေ့ရှ်မြောက်ပိုင်းကန်စီရိုကိုဖြတ်စော်နိုင်သည်ဟုခန့်မှန်းရပါသည်။ဆက်လက်ပြီးမူလဝတ္တပညာရှင်ဥက္ကမောင်ထွေရဲ့သုံးသက်ချက်ကိုလည်းဖော်ပြပေးသွားပါမယ်။လက်ရှိမှာလိပိယနိုင်ငံဝန်ထမ်းခုဖြစ်ပေါ်နေပါသည်။ဘင်္ဂလားပလယ်အော်မှာ 91B Invest တောင်တရုတ်ပလယ်မှာ 93V Invest အာရိပြပလဲမှာ 90A Invest ဒီလီပီးယားနဲ့ရဝင်တွေထဲကဘင်္ဂလားပလဲအော်က 91B Investor မြန်မာမနက်ဖက်မှာအားငုံကောင်းနေပြီအပူပိုင်းမုံနိုင်ငယ်ဖြစ်ပြောင်းလဲသွားနိုင်ပါတယ်အဲ့နောက်တပတ်ခါအော်တိုဘာလ2ရက်နေ့မှာတော့ဟမ်မွန်လို့အမည်ပေးထားတဲ့ Cyclone မုံနိုင်ဖြစ်ကိုရရှိလာနိုင်ပါတယ်အလားတူပဲအာရိပြပလဲက 90A Invest လီပီးယားနဲ့ရဝင်ကလည်းတပြိုင်နက်တည်းမှာပဲမစ်ဟီလီလို့နာမည်ပေးထားတဲ့ ဆိုက်ကလုန်းမွန်တိုင်းအဖြစ်ကိုရရှိသွားနိုင်ပါတယ်။တောင်တရုတ်ပလဲက 93W Invest Lifia နေရာဝန်စီကတော့အော်တိုဘာလ၄ရက်နေ့မှာမန်မိုးလိုအမိပေးမဲ့တိုင်ဖွန်းမွန်တိုင်းအဖြစ်ကိုရရှိနိုင်ပါတယ်။ဒီမွန်တိုင်းဟာအရင်မွန်တိုင်းကြီးရရဲ့လမ်းကြောင်းတိုင်းဗီယက်နမ်ကမ်းခြေကိုဝင်ရောက်ပြီးအော်တိုဘာလ9ရက်နေ့မှာတော့မြန်မာနိုင်ငံရှမ်းပြည်နယ်အရှေ့ပိုင်းကနေစတင်ဝင်ရောက်လာနိုင်တာကြောင့်မြန်မာတိုင်းနိုင်ငံလုံးမှာ မိုးအထင်တဲ့ကြီးနိုင်ပါတယ်လို့ခန့်မှန်းရပါတယ်။ အစအထဲမှာပဲရာသီဥတုပြန်လဲမြန်ချင်းဖြစ်လို့မုန်တိုင်းတွေရဲ့အခြေအနေကိုအချိန်နဲ့တပြေးညီစောင့်ကြည့်ပြီး follow up ပါတယ်။နောက်ဆုံးရရှိလာတဲ့အချက်လက်တွေကိုလည်းဆက်လက်တင်ပြပေးသွားမှာဖြစ်တယ်လို့ဥက္ကမောင်တွေကဆိုထားပါတယ်။ဆက်လက်ပြီးမိုးလေဝသနဲ့ဇလားပြားညင်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောမြေကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်။ရေကြီးခြင်းသတိပေးချက်2025ခုနှစ်အောက်တိုဘာလ1ရက်နေ့ခုနှစ်နိုင်ချင်းထုတ်ပြန်ချက် ယနေ့မြန်မာစံတော်ချိန်6နိုင်ခွဲအချိန်တိုင်းထွာချက်ရမေဆိုင်ချောင်းရီတင်တာချိလုံမြို့လွေတော်ခန်းကြည်ရရင်ရင်းမြို့ဤဆိုရင်ရမအောက်တပိခန်းနေရရှိနေပါတယ်အဆိုပါချောင်းရီတင်နောက်7နိုင်တွင်ရင်းမြို့ဤဆိုရင်ရမတို့ရရှိနိုင်ပါတယ်တို့ဖြစ်ပါရင်တာချိလေးမြို့နယ်အတွင်းရှိချောင်းကန်နီနှင့်မြင်းနေပိုင်းနေထိုင်သူများနေဖြင့်ကြိုတင်သတိပြုနိုင်ပါရန်နှင့်ချောင်းရီမြင့်တလာပါကအချိန်မီရှောင်ရှားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည်ရည်ကြည်မှုအခြေအနေတည်တဲ့ 2025ခုနှစ်အော်တိုဘလ10ရက်နေ့၈နိုင်ခွဲအချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်၈နိုင်အချိန်တိုင်းထွားချက်များအရမေဆိုင်ချောင်းရီတီတာချီလေးမြို့လေတော်ခန်းကြီးရွာတွင်ရေမျိုးဤဆိုရင်မအထက်သို့တပေခန့်ကျော်လနေပြီးအဆိုပါချောင်းရီတီနောက်တရက်တွင် သုံးပေခန့်မြင့်တက်လာနိုင်ပါသည်ထို့ဖြစ်ပါ၍တာချီလေးမြို့နယ်တွင်ရှိချောင်းကန်းဤနှင့်မြေနေပိုင်းနေထိုင်သူများနေဖြင့်ရေပင်လွင့်ရာနေရာများသို့ရှောင်ရှားနိုင်ပါယံတတိပိနှိုးဆော့အပ်ပါသည် မြစ်ကြီးနားမြေနယ်လမခန့်ထက်ကြားမနေ့ကညနေမှ12နာရီတွင်မြစ်ကြီးနားမြို့ဤမနေ့ကမြင်းဆောင်ပူချိန်34.5 degree centigrade ယနေ့အနေဆောင်ပူချိန်16.3 degree centigrade ဖြစ်ပါရဲ့ရှင်မြစ်ကြီးနားမြေသည်ဆွေးရင်မှ800 centimeter သို့ရရှိရန်832 centimeter 29ပေကျော်ခန့်အလိုရင်းရရှိနေပါသည်နောက်24နာရီမှမြစ်ကြီးနားမြို့ EOD မြေရင်မြင့်တက်လာပါသည်ညအတဲကြပုံမှန်ဤထားခန့်မှာရှိနေပါမည် ထူးကဲ့မြည်ကြီးနိုင်သည့်အခြေအနေမတွေ့ရှိသေးပါရှင်။ EOD မြေအထက်ပိုင်းမှာမွာသည်တဲ့ရှိနေပါတယ်။ရန်ဖန်ရန်ခါ EOD မြေစွန်ထက်ပိုင်းမှာနေရာကွက်၍မိုးသည်ထန်စွာရသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးရဲ့ထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်များပိုင်စွန်းဒေသများနဲ့ EOD မြင်းအထက်ပိုင်းမိခမြင်းနဲ့မိခမြင်းဝန်ဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအသင်းတင်ရှိနေပါသည်။ EOD မြို့တခြားနှင့်စင်နုမြို့တခြားမြေကန်နီညင်းနေဒေသများနှင့်မြင်းနုကျွများတွင်စိုက်ပျိုးလကန်နီထိုင်ချသောတောင်သူများနှင့်ရေလုံသားများ EOD မြင်းကြီးကိုမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်မရန်အတွက်တင်ပြပေးလိုက်ပါသည်။စင်နုမြို့ချင်းနေခန်းတီးမြေနှလမခန့်ထက်ကြောင့်မိခညဏီမှ12နှစ်တွင်မုံရွာမြေ ငါလမခန့်ထက်ကြမိကညနေမှ12နာရီတွင်ကျင်းနှင်းမြစ်အထက်ပိုင်းမှလက်တတော်တွင်မောဟအနေငယ်မှအတင်းတင်းရှိနေပါသည်ယနေ့ညပိုင်းမှစတင်၍နောက်3ရက်ခန့်အထိကျင်းနှင်းမြစ်အထက်ပိုင်းဒေသများတွင်မောအကောင်လာနိုင်သည့်အတွက်ရက်ခွေရပိုင်းတွင်ကျင်းနှင်းမြစ်တို့တခြားမြများအလုံးတွင်အတက်ဖတ်သို့ဦးတည်နေပါအောင်မယ်ကျင်းနှင်းမြစ်ရေတက်ကြပုံမှန်ဒီထားခန့်မှရှိနေပါမယ်ထူးကဲမြစ်ကြီးနိုင်သည့်အချိန်နှင့်မတွေ့ရှိသေးပါရှင်ခန်းဒီမြစ်ရေပြပြချင်းဆက်လက်ကြဆင်းနေပါမယ် နောက်နှစ်ဆက်လေးနိုင်အတွင်းပြန်လည်မြင့်တက်လာနိုင်ပါတယ်။ဟောင်မလေးဖောင်ပြေမော်လိုက်ကလေးဝအမင်ကင်းကနီမုံရွာမြေတို့မှာပြပြချင်းဆက်လက်ကြဆင်းနေပါမယ်။ AOD မြေချင်းနေဗမောရွှေကူမြို့ကသာထီးချိုက်တပိတ်ချင်းမန္တလေးစခိုင်းမြင်းမူမြေတို့မှာပြပြချင်းဆက်လက်ကြဆင်းနေပါတယ်။ပခုတ်ကူညာဦးချောင်းမြို့မင်းဘူးမကွေအောင်လန်းပြည်မြို့စိတ်သာဟင်္ဒရဇလုံမြို့မြေတို့မှာပြပြချင်းဆက်လက်ကြဆင်းနေပါမည်။ AOD မြင့်မြင့်တက်မှုကို24နိုင်ဆောင်ကြီးတင်ပြပေးနေပါတယ်ရှင်။ထူခြားမှုရှိလာရင်အချိန်နဲ့တပြေးညီ တင်ပြပေးသွားပါမယ်။ဆက်လက်ပြီးမူလဥဒါနဲ့ဆလားပြာညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်သောထူခြားမှုလူဒါအခြေအနေကိုတင်ပြပေးပါမယ်။ဘင်္ဂလားပြည်အခြေအနေယနေ့မြန်မာစံတော်ချိန်9နိုင်ခွဲအချိန်တိုင်းထွားချက်များအရဘင်္ဂလားပြည်အနာလေးပိုင်းတွင်ဖြစ်ပေါ်နေသောလေပြာနေရဝင် low pressure area သည်ဆက်လက်တည်ရှိနေပါသည်။ အဆိုပါလီပီယာနယ်ရဝန်သည်အနာမြဘက်သို့ယူနေနိုင်ပြီးဘင်္ဂလားပင်လယ်အော်အနာလယ်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနာမြပိုင်းတို့တွင်2ရက်10လ2025ရက်နေ့၌မုန်တိုင်းငယ်ဖြစ်သို့ပုံမှန်အားကောင်းလာနိုင်က3ရက်10လ2025ရက်နေ့တွင်အိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်တောင်ပိုင်းအင်ဒရာပရာဒေ့ရှ်မြပိုင်းကန်စီတို့ကိုဖျက်ဆီးနိုင်သည်ဟုခန့်မှန်းရပါသည်။ကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်တုံလင်းအားအသင့်ရှိနေပါသည်။ယနေ့ညနေထိခန့်မှန်းချက် ရှမ်းပြည်နယ်ရဲ့နေရာကျဲကျဲမန္တလေးတိုင်းပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအရာဝတီတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကြားပြည်နယ်နဲ့ရှမ်းပြည်နယ်များပိုင်းတို့ရဲ့နေရာစစ်စိမ်းနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့ရဲ့နေရာနဲ့ပြမိုးထချုံရပြီးကြက်စင်ပြည်နယ်ရဲ့နေရာကွက်ရီအမှုကြီးနိုင်ပါတယ်။ရွာရင်ရောင်းပြည့်ဖြစ်ပါတယ်။ပြီးပြီးတော့မိုးတင်းတဲ့ထချုံရမြည်ရန်ကုန်ကပ္ပအေးမိုးတချိန်တစ်ချိန်ထချုံရမြည်မန္တလေးမိုးတချိန်တစ်ချိန်ထချုံရမြည်ဘက်ကော မိုးတဆိတ်နေချင်းထစ်ချုံရမည်။မကွေမိုးအသင်းအင့်ထစ်ချုံရမည်။ဟုံမလင်းမိုးတဆိတ်နေချင်းထစ်ချုံရမည်။မောင်ရွာမိုးတဆိတ်နေချင်းထစ်ချုံရမည်။ပတ်သိမ်းမိုးတဆိတ်နေချင်းထစ်ချုံရမည်။ဓာဝဲမိုးအသင်းအင့်ထစ်ချုံရမည်။မြေကြီးနာမိုးတဆိတ်နေချင်းထစ်ချုံရမည်။လိုက်ကောမိုးတဆိတ်နေချင်းထစ်ချုံရမည်။ဖတ်အန်းမိုးတဆိတ်နေချင်းထစ်ချုံရမည်။ဟာခါမိုးတဆိတ်နေချင်းထစ်ချုံရမည်။ မော်လမြိုင်မိုးတင်းတက်ထစ်ချုံရမည်စစ်တွင်မိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်လာရှိုမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်တောင်ကြီးမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်ကျိုင်းတုံမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်မိုးတိတ်တာဖြစ်ပေါ်မှုချိန်နေ EOD တိုင်းဒေသကြီးသတင်းသားတိုင်းဒေသကြီးကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်လျက်ရှိပြီး အဆိုပါမိုးတိမ်တာများရွေလျားရနေရာတခြားတွင်မိုးရသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကျိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးတိကျခြင်းစသည့်မလွေသားဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မရဲ့အကြံပြုအပ်ပါတယ်။နောက်နေ့အတွက်ခမန်းချက်မြဝကျမဒေတာများတွင်ထစ်ချုံမြင့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေမည်။နေပြည်တော်နှင့်ဤတစ်ဝိုက်အတွက်ယနေ့ညနေထိခမန်းချက်မိုးတိုင်တဲ့ချိန်ထစ်ချုံရမည်။ရွာရင်ရုံဖြစ်ဖြစ်ပါတယ်။ ရန်ကုန်မြို့နယ်နေတွားအတွက်ယနေ့ညနေထိခမ်းမန်းချံဝတ္တစင်နဲ့ကျင်းထစ်ချောင်းရမြီရွာရန်ရုံးဖြစ်ဖြစ်ပါရင်မန္တလေးမြို့နယ်အနီးတွားအတွက်ယနေ့ညနေထိခမ်းမန်းချံနေရာကွက်ကြားမုတ်စ်ချောင်းရမြီရွာရန်ရုံးဖြစ်ဖြစ်ပါရင်မြမပလဲပြင်းမြမကယ်ရန်တရှာနဲ့ကလွန်ပလဲပြင်းတို့တွင်တခါတရံမိုးတက်လီပြင်းများကြာရောက်ပြီးလိုင်းချနိုင်ပါရင်မိုးတက်လီပြင်းကြာစဉ်ရေပြင်းမြေပြင်းလေသည့်တနအိုင်လီယံမိုင်30အထိတိုက်ခတ်နိုင်ပါရင် လှိုင်းမြစ်မှာမြန်မာကန်ရန်တရှာနဲ့ကလန်ပလဲပြင်းတို့တွင်ကိုးပေမဆဲပေးခန့်ရှိနိုင်ပါတယ်။အားလုံးပဲတဘော BNA ကနေကင်းဝေးကြပါစီလို့ Foreign Media Channel ကနေဆူတောင်းပေးလိုက်ပါရရှင်။ဆူတောင်းပေးလိုက်ပါရရှင်။